မိဘအုံလို့ကြွေးဖို့အုံးကြီးရောင်းနေရပေမဲ့အပြုံးချိုလေးတွေကြောင့်တစ်ထုံးမှာမင်းသားလေးဖြစ်နေရတဲ့အင်းသားလေးမင်းပြုံးရတဲ့ကဲကိုချော်သည်ပတ်ဖက်ပါပချိုင်လေးရှိသည် လုံးနာကိုနေဟာညို့ယူဖဆာတော့ငါဘူးလို့မေသွားပေါ်မင်းချောင်းတွေငါစုံစမ်းမြည်တဲ့နေရဲ့လက်ကြလုံးမှာဆိုရင်တော့ အင်းနဲ့သွားလေကြတဲ့လူအများကြီးမှာအုံစင်းကြီးရောင်းတဲ့မောင်ပြေစုံဖြိုးဆိုတဲ့ကောင်လေးကနာမည်ကြီးလို့နေတာဖြစ်ပါတယ်။မောင်ပြေစုံဖြိုးကလက်ရှိမှာအသက်ငယ်သေးတဲ့ဆယ်ကျော်သက်အရွယ်ကလေးတစ်ယောက်သာရှိသေးတာပါ။ဒါအပြင်ကျောင်းတက်နေတဲ့အရွယ်လေးဖြစ်ပါတယ်။ဒါပေမဲ့မောင်ပြေစုံဖြိုးက တခြားကလေးတွေလိုမျိုးမိဘရဲ့ပတ်စံကိုသုံးဖြုံးနေတဲ့သူလည်းမဟုတ်သလိုမတိတတ်နားမလဲတဲ့သူလည်းမဟုတ်ပါဘူး။ဂိမ်းဆိုင်တွေရောက်ပြီးတော့ဆလိတ်တွေတောက်ပြီးတော့လည်းလက်ထက်ဆန်းကျင်တဲ့ကလေးတွေကြားထဲမှာသူလေးကတော့မိဘကိုလိုကျွေးခြင်းစိတ်အပြည့်ဖြစ်နေရပါ။မောင်ပြေဆုံးဖြိုးရဲ့မိဘတွေကအသက်ကြီးနေပြီဖြစ်တယ်လို့ချိုတဲကြပါတယ်။ဒါကိုသိရကြအောင်လဲကျောင်းတက်ရင်နဲ့ဈေးရောင်းထွက်နေရပါ။မောင်ပြေဆုံးဖြိုးကအင်းထဲမှာအုံးရီလိုက်ရောင်းတာဖြစ်ပြီးတော့ကိုယ်တိုင်ခွဲပေးကဝန်ဆောင်မှုပေးပါတယ်။လေ ိုခြေထောက်နဲ့ကိုယ်တိုင်လော်ပြီးတော့လိုက်ရောင်းပေးရင်းနဲ့ပဲတိတိမှမင်းသားလေးဖြစ်လာတာပါမင်းသားလေးဖြစ်လာရတဲ့အကြောင်းရင်းကတော့သူ့ရဲ့အပြုံချိုချိုလေးကြောင့်ဖြစ်ပါတယ်အပြုံလေးကတော်တော်လေးကိုချိုသလိုတွေးသမျှလူတိုင်းကိုပြုံးပြနေတတ်ကြပါဈေးဝယ်လိုက်တာနဲ့ဖြူစင်တဲ့မျက်နှာနဲ့အတူအပြုံချိုချိုလေးကြောင့်လူအများကနှစ်သက်သဘောကျသွားရတာပါအင်းသားလေးတွေကဒီလိုချောတာပါလားဆိုပြီးတော့ဈေးဝယ်တဲ့သူတွေကဆိုရှယ်မီဒီယာမှာဗီဒီယိုတွေကောက်တင်ကြပါတယ်ဒီလိုနဲ့တတော်မှာအပြုံချိုတဲ့အင်းသားလေးအဖြစ်နာမည် ည်ကြီးသွားခဲ့တာပါဒီလိုနဲ့ဝဲသူရီချားမှာပြည်စုံဖြိုးလေးရနာမည်ကြီးလာခဲ့တယ်လို့အင်းသားလေးအပြုံးကိုမြင်ရဖို့ဈေးဝယ်ရတဲ့သူတွေတောင်ရှိလာပါတယ်မြမလေးတွေမမတွေကလည်းမောင်ပြည်စုံဖြိုးကိုဓပုံနေအတူတူရိုက်ပြီးတော့တောင်းဆိုလာကြတာအခုဆိုရင်တော့အင်းသားလေးကဆယ်လီလေးတောင်ဖြစ်နေပါပြီတကယ်တော့မောင်ပြည်စုံဖြိုးနေနဲ့အခုလောက်ထိနာမည်ကြီးသွားလိမ့်မယ်လို့မထင်သားပါဘူးသူရဲ့ရည်ရွယ်ချက်ကတော့မိဘတွေကိုကူညီဖို့အုံရည်ရောင်းချင်တာဖြစ်ပါတယ် ။ကျောင်းတနေရင်နဲ့အုံရေရောင်းဖို့လည်းစီစဉ်ခဲ့ရတာပါ။ကျောင်းဖွင့်ချိန်နေဆိုရင်တော့ကျောင်းသွားပြီးတော့စာအုပ်သေးချတင်ပါတယ်။ကျောင်းပိတ်တဲ့အချိန်ဆိုရင်တော့အလုံးလို့ဖို့အတွက်စီစဉ်နေခဲ့ရပါ။မောင်ပြေစုံဖြိုးကအုံရေရောင်းဖို့အကြံရခဲ့ရဖြစ်ပြီးတော့လိုအပ်တဲ့လေကိုလည်းကိုယ်တိုင်ဝယ်ပါတယ်။လေတစင်းဝယ်ဖို့ကလည်းမိဘရင်းသားမှထောက်ပံ့ပေးခိုင်းဖို့အဆင်မပြေတာမို့ကိုယ်တိုင်ရှာဖွေဝယ်ရပြန်ပါတယ်။လေဝယ်နိုင်ဖို့ပတ်စံနေရတော့မောင်ပြေစုံဖြိုးက ကျောင်းတက်ရင်နဲ့ပဲမိုးဘိုးလေးတွေကိုစုလာခဲ့တာဖြစ်ပါတယ်။ကျောင်းတက်တဲ့အချိန်မှာမိဘတွေကတရက်ကိုမိုးဘိုးတစ်ထောင်ပေးပါတယ်။အဲဒီတစ်ထောင်ကိုတရက်ကို900သာသုံးပြီးတော့900ကိုလေဝယ်ဖို့စုခဲ့ရပါ။လေတစ်စင်းလုံးဝယ်ဖို့9000လောက်ရလာတဲ့အချိန်မှာ ်မိခင်ကလည်းစိုက်ပြီးလို့လှေဝင်နိုင်ခဲ့ရပါလှေရတာနဲ့အုံဒီရေဝယ်ပြီးတော့အင်းထဲမှာလိုင်ရောင်ထွက်ဖြစ်တော့တာဖြစ်ပါတယ်အုံဒီကိုကိုယ်တိုင်ခွဲပြီးတော့နေပူရဲလိုင်ရောင်နေတဲ့အတွက်မိဘတွေကမကြည့်ရပါဘူးအန်ဒီရများတယ်ဆိုပြီးတော့ဒါပေမဲ့လည်းဒါလီကတော့အကြောင်းပိတ်တဲ့အချိန်မှာကူညီခြင်းနဲ့ဆိုပြီးတော့ဆက်ရောင်းပါတယ်ကျောင်းဖွင့်ချိန်ကျရင်ကျောင်းတက်မှာဖြစ်ပြီးတော့ကျောင်းပိတ်ရမှသာဒီအလုပ်ကိုလုပ်တာလို့သိရပါတယ် ဒါလီယာကြီးလာရင်ဆရာဝန်ကြီးဖြစ်ချင်တာလည်းဖြစ်ပါရင်ဆရာဝန်ကြီးဖြစ်လာဖို့အတွက်လည်းကျောင်းထက်ရင်နဲ့ကြိုးစားနေပါရင်အပြုံးချိုတဲ့အင်းသားလေးမောင်ပြေဆုံးဖြိုးအပေါ်ပရိသတ်တို့ရဲ့အမြင်လေးပြပြပေးပါအောင်ဆုံးဒီကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်